မတီဖိုးရုပ်သလိုင်းကိုကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြင့်ကွင်းကျယ်အစည်းအဝေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ရန်ကုန်မြင့်ကွင်းကျယ်အစည်းအဝေးကနေပြီးတော့ဒီကနေ့မှာတင်ဆက်ပေးတော့မှာဆိုရင်တော့ Asia Myanmar Consortium Development Company Limited နဲ့ I Myanmar House.com တို့ကနေပြီးတော့ပူးပေါင်းကျင်းပပြုလုပ်တဲ့ Kantaya Center ကွန်ဒိုအထူးရောင်းပြပွဲကြီးကျင်းပပြုလုပ်ရတော့ကိုသဆိုင်ရာစာနေစင်းမီဒီယာများနဲ့သတင်းစာရှင်းလင်းပွဲပြုကျင်းပပြုလုပ်နေရပဲဖြစ်ပါတယ်ခင်ဗျာဒီတော့ဒီနေ့ဒါစာနေစင်းမိတ်ဆက်ပွဲအခမ်းအနားမြင့်ကွင်းတွေကိုပရိသတ်တွေမြင်တွေ့နိုင်စေဖို့အတွက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဆက်လက်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ ရိတ်သံများအလုံးကိုခုတစ်ခါတင်ဆက်ပေးသွားမှာကတော့ Asia Myanmar Consortium Development AMCD Company Limited နဲ့ Myanmar House.com တို့မှပူးပေါင်းကျင်းပတဲ့ကန်တာယာစင်တာ Open House နဲ့အထူးအရောက်ပြပွဲကြီးကျင်းပဖို့ရန်အတွက်ကိုသတင်းမီဒီယာများဖိတ်ခေါ်ကမိတ်ဆက်ပွဲကျင်းပပြုလုပ်ပေးခြင်းအခမ်းအနားကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခမ်းအနားကိုတော့ကန်တာယာစင်တာပထမတက်မှာကျင်းပပြုလုပ်ခဲ့တာပါ။ ကန္တာဆန္ဒဟာဆိုရင်တော့မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ဖြစ်တဲ့ရန်ကုန်မြို့ရဲ့အဓိကအခြားခြားကြတဲ့နေရာမှာတည်ရှိပြီးကမ္ဘာအမွေတစ်ခုဖြစ်တဲ့ရွှေဒဂုံမြားနဲ့လှပတင်းတဲတဲ့ကန်တော်ကြီးဥယျာဉ်ကြီးမင်္ဂလာတောင်ညွတ်မြို့နယ်ဥအောင်မြက်လန်းနဲ့ကန်ရိပ်သာလမ်းတောင်မှာရှိတဲ့မြေက3.53ဧကအကျယ်ဝန်းရှိတဲ့မြေပေါ်မှာစောက်လုထားတာပဲဖြစ်ပါတယ်ကန္နယာဆန္ဒကိုဦးစီးတီထောင်ဆောက်လုပ်ခဲ့တယ် AMCD Company Limited ရဲ့ဒါရိုက်တာအဖွဲ့ဝင်များကကန္တာယာဆန္ဒကြီးတီထောင်ပြီးစီးမှုအခြေအနေ Open House နဲ့အထူးလျှော်ဈေးနှုန်းများရောင်းချပေးသောမယ့်အစီအစဉ်များကန္တာယာဆန္ဒကြီးရဲ့အခြေခံဆောက်လုပ်ထားရှိမှုအနေအထားများအကြောင်းကိုခုလိုပဲပြောကြားပေးသွားခဲ့ပါတယ်ဒီနေ့လောက်ရတဲ့ဒီဝချက်ကတော့ဖြင်းကျွန်တော်တို့ကျွန်တော်တို့နဲ့ imyanmarhouse.com နဲ့ပူးပေါင်းပြီးတော့เนาะကျွန်တော်အယောင်ပွဲလေးလုပ်ခြင်းဖြစ်ပါတယ် ရောင်းပေါ်တွေလောက်တယ်ဆိုတာကခုနှစ်က property market ကကျွန်တော်အေးနေပါတယ်အေးနေတဲ့ခါကျတော့ပြန်ပြီးနှိုးဆွတဲ့သဘောမျိုးလည်းဖြစ်ပါတယ်အဲ့တော့ဘာဖြစ်လို့လောက်ရလဲဆိုတော့ကျွန်တော်တို့ဒီနေ့ကအဖြစ်ဒီ resident ပေါ့ကျွန်တော်တို့ဒီ project မှာ tower ၄လုံးရှိပါတယ် resident ကိုခေါ်တဲ့လူနေတိုက်ခန်း service apartment ကိုခေါ်တဲ့ဟို long stay နေတဲ့ hotel ပေါ့နောက်ပြီးတော့ american comedy winter နဲ့ ပူပေါင်းပြီးတော့ကျွန်တော်ဝန်တန်းကုမ္ပဏီ operate လုပ်မဲ့ hotel 5 star hotel တစ်လုံးနောက်ပြီးတော့အခုလူကြီးမင်းတို့တွေ့နေရတာ office tower နော်အဲ့လို project မှာကျွန်တော်တို့ဒီ၄ခုအစားအုပ်၄ခုပါတဲ့ the project မှာကျွန်တော်ဒီနေ့ရတာဖြင့် resident တို့ခေါ်တဲ့လူနေတိုက်ခန်း၁၃၀နဲ့နှခမ်းပါတဲ့လူနေတိုက်ခန်းကျွန်တော်ပြီးစီးပြီနော်ကျွန်တော်တို့မကြမဲဖွင့်လှစ်တော့မယ်အဲ့ပြီးစီးတဲ့အတွက်ကြောင့် ပြည်စည်းကံနေပြီဖြစ်တယ်ပေါ့နော်အခု95%ဆိုတော့အဲ့တော့ပြည်စည်းကံနေပြအဲ့ဒါကိုကျွန်တော်အယောင်ပွဲတွေလုပ်ခြင်းဖြစ်ဖြစ်ပါတယ်ဒါပေမဲ့အယောင်ပွဲတွေလုပ်အောင်ဆိုတော့တစ်ခါမှမယောင်ဘူးလားဆိုတော့ကျွန်တော်တို့ရောင်းတာအလုံးက132ခန်းမှာအခန်း80ကျော်လောက်ရောင်းပြီးဖြစ်ပါတယ်အခုကျန်တာတွေကိုလည်းပဲကျွန်တော်တို့စိတ်ဝင်စားတယ်အခုဆိုလူတွေကလည်းခဏလာလာကြည့်ကြတယ်မြေးကြတယ်နောက်ကျွန်တော်မှဒီ resident ကကျွန်တော်တို့ကထူးခြားချက်ကနေရာပေါ့နော်အခုရွှေဘုံဖျား ကျွန်တော်မြန်မာနိုင်ငံတုတ္တတုတ်တိတ်ဖြစ်တဲ့ရှင်လုံးဘုရားကံတော်ကြီးဘျူးတွေရှိတယ်။နောက်ပြီးတော့ရန်ကုန်မြို့ရဲ့အင်တာစီကလည်းမင်္ဂလာဇင်းနေတယ်၊နှီးတယ်။ Gold Mark of ရန်ကုန်တို့ခေါ်လို့ရတဲ့နေရာမှာကျွန်တော်ရှိနေတယ်။နောက်ပြီးတော့အခုကျွန်တော်ရဲ့ဟို lobby မှာလူချင်းမင်းတို့ကြည့်မယ်ဆိုရင်ရေကူးကန်တို့နော်နောက်ခလီကစားကွင်းတို့နောက်ပြီးတော့ဒီမှာ chain တို့ခေါ်တဲ့အခန်းတွေနောက် barbecue area တွေတခင်မီ facility အဆုံးပါတော့လူတွေတော်တော်စိတ်ဝင်စားပါတယ်ဒါကြောင့်လည်းကျွန်တော်ဖိတ်ပြီးတော့ဒါကိုမေးကြတဲ့အတွက်ကြောင့်ဒီဟာကိုကျွန်တော်ဖိတ်ပြီးတော့ဒါပေမဲ့ sanitization လေးပဲအရင်လုပ်တယ်ကျွန်တော်တို့9ရက်6ရက်မှဆိုကျွန်တော် discount လဲ10%ကျွန်တော်တို့အနည်းဆုံးဝယ်ရတဲ့10%ပေးပါတယ်နောက်ပြီးတော့ပိုဓာတ်နဲ့ပိုဝယ်နဲ့ကျွန်တော်တို့ကညှိနှိုင်းစည်းနဲ့ဆောင်ရွက်ပေးမှာဖြစ်တဲ့အကြောင်းအားလုံးကိုတကယ် quality living ပေါ့နော်လေကောင်းလေသန့်ကောင်းကောင်းနဲ့ရန်ကုန်မြို့ကချက်ချာမှာနေခြင်းတဲ့ ဆိုလို့ရှိရင်ကျမ်းမာရေးညင်ညွတ်တဲ့နေရာမှာနေချင်လို့ဆိုရင်တော့ကျွန်တော်တို့ကဖိတ်ခေါ်ပါတယ်အားလုံးသတင်းကောင်းပါပါတယ်လို့ပြောလို့ပါတယ်နံပါတ်1ကတော့ကျွန်တော်တို့ဒီအဆောက်အဦဒီဆောက်တဲ့အချိန်ကစပြီးကျွန်တော်အဆင့်နေတယ်ကျွန်တော်ပြောပြပါမယ်။ဒီအဆောက်အဦကကျွန်တော်တို့တာဝါ၄ခုပါတယ်ခင်ဗျာ။တာဝါ၄ခုမှာ resident ဒါလူနေထိုင်တာပေါ့နော် office နိုင်ငံနိုင်ငံတကားနေပြီးတော့လာရောက်ပြီးတော့လုတ်ကైနိုင်တဲ့ fight e ဆိုတာအင်္ဂါလုံးအဆင့်ရှိတဲ့ office tower တစ်လုံးပါတယ်။နောက် service ပတ်မဲ့တစ်ခုပါတယ်။နောက်ဟိုဥစား hotel တစ်လုံးပါတယ်ခင်ဗျာ။အားလုံးအဆောက်အဦ၄ခုပေါ့။အဲ့၄ခုမှာမှကျွန်တော်တို့ယနေ့ PC သွားတဲ့60ရာခိုင်နှုန်း PC PC သွားတဲ့ကျွန်တော်တို့ resident နဲ့ကျွန်တော်ဒီစာနယ်ဇင်းရှင်းလင်းပွဲလောက်တာဖြစ်ပါတယ်။ဒီ resident မှာတကယ်တမ်း အာသာချက်ဆိုတော့လေဒီပတ်ဝန်းကျင်ပတ်ဝန်းကျင်ပေါ့နော်ပတ်ဝန်းကျင်ဆိုတာရံုံမြို့မှာရှုံုံဖျားနဲ့အနီးဆက်ဆုံးနေရာဖြစ်တယ်လို့ပြည်သူတွေအတွက်ကျမ်းမာရေးအဓိကလိုအပ်ချက်ကိုလည်းဖြည့်ဆည်းနိုင်တဲ့နေရာကံတော်ကြီးပတ်ဝန်းကျင်မှာတည်ဆောက်တာဖြစ်တယ်လေသွားရေးလာရေးအားလုံးလွယ်ကူတဲ့နေရာမှာတည်ရှိပြီးတော့တာဝါလေးလုံးတည်ဆောက်ထားတဲ့နေရာမှာအခုအဓိကပြောချင်တာတော့ကိုတို့ရံုံမြို့ရဲ့ပထမဦးဆုံးသောတောင်းစင်တာဆိုပြီးတော့ခေါ်မယ်ဆိုရင်တော့မမားပါဘူးကိုတို့နော်ဘာပဲပြောပြောကျွန်တော်တို့ ဒီကိုတိုင်းပြည်မှာလေဒါမျိုးအဆောက်အဦတွေပြည့်ပြည့်စုံတဲ့လိုလေသေးမှုမရှိတဲ့အဆောက်အဦတွေဖြစ်ပေါ်လာတဲ့ပုံမှာကျွန်တော်တို့ပြည်သူပြည်သားအပေါင်းအားလုံးပေါ့နော်ဒါကျွန်တော်ဗမာလူမျိုးတွေကြီးပဲဟုတ်လားယင်းဒီမှဒီမှုနဲ့ကြိုးစားအားထုတ်မှုနဲ့ဒီဆောက်ခဲ့တာဖြစ်ပါတယ် ဒီ project နဲ့ပတ်သက်လို့ဥရောမှာ slogan နှစ်ခုရှိပါတယ်ဟုတ်ကဲ့တစ်ခုကဒီ project ကိုနော် goal mark of yangon ဆိုပြီးတော့ဥရောတတ်မှတ်ထားပါတယ်ဟုတ်ကဲ့နောက်တစ်ခုကတော့ဗာလဲ bridge to the wall ပေါ့နော်ဟုတ်ကဲ့ဆိုတော့ဒီ project မှာတနေရာထဲမှာပဲ hotel ဟောဒီ office ကိုနောက်တစ်ခါဒီ service apartment ကို အဲနောက်တစ်ခါ resident နော်နောက်ပြီးတော့မှ retail area တွေရောရှိတဲ့အတွက်ဒါအကုန်လုံးပေါင်းစုံတဲ့နေရာ ဖြစ်တဲ့အတွက်ဒါဒီနေရာရဲ့အာသာချက်ကအဲ့ဒါပါပဲအဲမန်ဒီ project မှာကနော်တနေရာထဲမှာသူကနေထိုင်ဖို့ဟုတ်လားကွန်ဒိုမီနီယံလည်းပါတယ်ဈေးဝယ်ဖို့ဈေးဝယ်စင်တာလည်းပါတယ်တကယ်လို့သူကလုပ်ငန်းအတွက်လုပ်မယ်ဆိုလို့ရှိရင်လည်းသူကဒီမှာ office လည်းပါတယ်ပါတော့အဲ့ဒါပြင်နေမှုတ်သေးဘူးကားအနေနဲ့ရင်အစီး650ပေါ့သူက basement ကနှစ်ခုရှိတယ် basement ကလည်းဟိုမြေကြီးအောက်ထဲမှာမဟုတ်ဘူးအပေါ်မှာပဲဆိုတော့အဲ့ဒီဥစ္စာနဲ့လွတ်လွတ်ကူကူသူကသွားလာနိုင်မယ်နောက်တစ်ခုကဒီနားပောင်းခြင်းအားလုံးမှာဒါညီလေးတို့မြင်တဲ့အတိုင်းပဲလေဟုတ်လားဒီဘက်ကိုကြည့်လိုက်ရင်ဟုတ်လားကန်တော်ကြီးနောက်တစ်ခါရှူရုံဖျားနောက်တစ်ခါကန်တော်ကြီးနဲ့ဥရုဒီမှာဒီဇိုင်းလုပ်ထားတာကတော့ကန်တော်ကြီးနဲ့ဆက်တဲ့ပုံစံဖြစ်သွားအောင်ဥရု landscaping ကိုဒီဇိုင်းလုပ်ပြီးတော့ဒီမှာနေတဲ့လူတွေသည်ဟုတ်လားတခါတည်းအဲ့ဒီကန်တော်ကြီးရေပြင်ပြင်းနာမှာနေရတယ်လို့ဟိုဘက်ကိုလည်းလမ်းလျှောက်ပြီး ထွက်သွားဖရားကိုလည်းလွယ်လွယ်ကူသွားအဲ့ဒီလိုမျိုးဖြစ်အောင်ဦးတို့ဒီဇိုင်းဆွဲပြီးတော့ပြည်သူပြည်ထက်ကိုရောင်းပါပါမီဒီယာအသီးသီးမှမိတ်ဆွေများ imyanmarhouse.com ရဲ့ managing director ကိုနေမင်းသူက အမတ်တရလက်ဆောင်ပစ္စည်းများကန်ဆယ်မဲဖောက်ပေးခဲ့ကြပါတယ်အဆောက်အဦကတော့ကျွန်တော်တို့ တာဝါလေးလုံးပါတယ်ပေါ့နော်အာလူနေအိမ်ကန်းတွေပါတယ်လူနေအိမ်ကွန်ဒိုတွေပါတယ်ရုံးခန်းတွေပါတယ် service apartment တွေပါတယ်အာပြီးရင်ကျွန်တော်တို့ဒီရုံးခန်းတွေပါတယ်ပေါ့နော်ဒီပြီးတော့ကျွန်တော် shopping center တွေပါတယ်ပေါ့နော်ဒီ project ကြီးကိုကျွန်တော်တာဝန်ယူပြီးတော့ကျွန်တော် Myanmar House Dragon နေပြီးတော့တာဝန်ယူပြီးတော့ကျွန်တော်ရောင်းချအာပေးသွားမယ်အဲပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တရားရှင်ပွဲပြီးတော့ခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရောင်းချမယ်ပွဲကတော့ကျွန်တော်တို့ August လ9ရက်ကေ6ရက်ကေ6ရက်ကေပေါ့နော်ကျွန်တော်တို့စနေတနင်္ဂနွေနှစ်ရက်အတွင်းမှာကျွန်တော် Myanmar House Dragon နဲ့ကျွန်တော်တို့ AMCD ပေါ့နော်ဒီအဆောက်အဦတိစောက်တဲ့အ ဲ့အဲဆောက်လုပ်သူပေါ့နော်အဲကုမ္ပဏီ AMCD ကုမ္ပဏီတို့ကနေပြီးပူပေါင်းပြီးတော့ကျင်းပပေးသွားမှာဖြစ်ပါတယ်ဒီ အေးအေးကန္တာစင်တာကတော့ကျွန်တော်တို့အမြမဟော့စတယ်ကနေပြီးတော့ငိုရေကကျွန်တော်တို့ဟိုအယောင်ပြပွဲတွေကျင်းပပြီးတော့ကျွန်တော်တို့ဟိုရောင်းချပေးခဲ့တာပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့တပွဲမှာဆိုရင်ကျွန်တော်တို့ဟိုကျန်ငွေ9ဘီလီယံကျော်ဖို့ကျွန်တော်ရောင်းချပေးနိုင်ခဲ့ပါတယ်ပြပွဲတစ်ရက်အတွင်းမှာပေါ့နော်တစ်ရက်အတွင်းမှာကျန်ငွေ9ဘီလီယံကျော်ဖို့ရောင်းချပေးနိုင်ခဲ့ဒီပွဲကတော့ကျွန်တော်နှစ်ရက်လုံမှာပေါ့နော်စနေတင်းတွေနှစ်ရက်လုံမှာဖြစ်ပါတယ်ဒီပွဲမှာထူးထူးခြားအစီအစဉ်နဲ့ကျွန်တော် open house အနေနဲ့ကျွန်တော်ထားရှိပေးပါတယ် open house ဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးဖြစ်မလဲဆိုတော့ကျွန်တော်တို့အများပြည်သူတွေမြည်သူမဆိုးကျွန်တော်တို့အခမဲ့လာရောက်ပြီးတော့ကျွန်တော်တို့ project အတွင်းမှာလာရောက်ပြီးတော့လေ့လာလို့ရမယ်ကြီးရှိလို့ရမယ်ဒီ project အတွင်းမှာ ားတွေဘာလိုမျိုးတွေပါလဲဘယ်လိုမျိုး facility တွေပါလဲကျွန်တော်ရေယူကန်တွေပါဆိုလာပြီးတော့ကြည့်လို့ရမယ်အာအကစားရုံတွေပါလာပြီးဝင်ပြီးတော့အထက်မှာအာကြည့်လို့ရမယ်ပြီးရင်ကျွန်တော်တို့အထက်အပေါ်တက်မှာပေါ့နော်အပေါ်တက်မှာအပေါ်တက်ကနေပြီးတော့အပေါ်တက်အခန်းလေးကနေပြီးတော့ကြည့်တယ်ဆိုရင်ကျွန်တော်ဘယ်လိုမျိုး view တွေကြည့်ရှုခန်းဆောင်လို့ရမယ်ဆိုတော့ရန်ကုန်မြို့ရဲ့အဲဘယ်လိုမျိုး view တွေကြည့်ရှုခန်းဆောင်လို့ရမယ်ဆိုတော့ကိုတိုင်းကိုကကိုကြလာရောက်ပြီးတော့ကြည့်ရှုလေ့လာလို့ရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ဒီ project ကတော့ကျွန်တော်ကန်တော်ကြီးနဲ့လည်းအရန်ကိုနှီးတယ်အာ ပြီးတော့ကျွန်တော်တို့ရွှေဒဂုံဖျက်နယ်လေရန်နီးရဖြစ်တဲ့တကြောင်ကျွန်တော်တို့ရန်ကုန်မြို့ရဲ့အချက်ချာနေရာမှာတရှိပြီးတော့ကျွန်တော်တို့ view အဖြစ်ပြောမယ်ဆိုရင်ကျွန်တော်တို့အရန်ကောင်းတဲ့ရန်ကုန်မြို့ကိုအရန်ကောင်းတဲ့ view ကို view တွေကိုကြည့်ရှုခံစားလို့ရမှာဖြစ်ပါတယ်ခင်ဗျာပရိသတ်များခင်ဗျာအေရှမြန်မာ Consortium Development AMCD Company Limited နဲ့ iMyanmar House.com တို့မှပူးပေါင်းပြီး2018ခုနှစ်ဩဂုတ်လ9ရက်နေ့6ရက်နေ့များမှာကန္တာယာဆန္ဒကွန်ရူအားအခမဲ့လာရောက်လေ့လာနိုင်ရန် Open House ထားရှိပြီးတော့မှာဖြစ်ပြီး ရန်ကုန်မြို့ရဲ့လှပတဲ့ရှုခင်းများကိုကြည့်ရှုခန်းစားနိုင်မယ့်အစီအစဉ်များပြင်အထူးလျှော်စေနဲ့ရောင်းချပေးသောမယ့်အစီအစဉ်များကိုလည်းကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ပြပွဲကျင်းပမယ့်နေ့ရက်ကိုလည်းပရိသတ်များအနေနဲ့မလွတ်တမ်းလာရောက်ကြည့်ရှုနိုင်မှုရအတွက်ကျွန်တော်တို့ဒီကနေ့ရန်ကုန်မြို့ဝင်းကျယ်စီစဉ်ရနေဖိတ်ခေါ်ရင်းဒီကနေ့အစီအစဉ်ကိုဒီထဲမှာနှုတ်ဆက်လိုက်ပါစေခင်ဗျာ။ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရစေခင်ဗျာ။